မနေရောနမတိအောင်ကနနာနောကလေးတယောက်စာအတွက်တော့အမျိုးတွေစီပစံချီပြီးပေးလိုက်ပြီးဂျန်နဲ့တယောက်အတွက်တော့မပေးနိုင်သေးဘူး။ကြောင်မထားရင်ကလေးတွေသူများလုံးပညာမတတ်မှဆိုရင်လည်း ပြီး TLE စီကျောင်းနဲ့ပတ်သက်ပြီးတော့အဓိကကကျမတို့ရဲ့အဲလူထုရဲ့ရဲ့ကုပေါင်းပါဝင်မှုလေးအားနေတယ်လို့ဥပအားနေတယ်လို့ကျွန်တော်မြင်တယ်စစ်ကောင်စီထံကနေလက်နက်ကင် တပ်ဖွဲ့ဝင်တွေတင်ပိုက်ထားတဲ့ဒေသတွေမှာပညာရေးလိုမျိုးအရေးကြီးတဲ့အများပြည်သူအတွက်ဝန်ဆောင်မှုတွေပေးဖို့လိုအပ်နေပြီဖြစ်ပါတယ်။တန်မျိုးသားလူမျိုးရေးတက်မတော့ TNL ထိန်းချုပ်ထားတဲ့ရှမ်းပြည်မြောက်ပိုင်းကဒေသတွေမှာတော့ အစိုးရအကြောင်းတွေပုဂ္ဂလိကအကြောင်းတွေအစား TNL ရဲ့ပညာရေးစနစ်တွေနဲ့လဲပတ်နေပါပြီ။ဒါပေမဲ့ငွေကြေးမတက်နိုင်တာတွေတန်းအကြောင်းတွေရဲ့ပညာသင်ကြားရေးပေါ်မှာအယုံကြည်မရှိတာတွေနဲ့တက်ရောက်ရမယ့်အတန်းနဲ့အသက်မမျှတာတွေကြောင့်ကျောင်းမတက်တဲ့ကလေးငယ်တွေကပိုပြီးတော့များလာပါတယ်။မင်္ဂလာပါရှင်။ မြန်မာနိုင်ငံတဝန်းကလူခွင့်ရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးနေတဲ့ဒို့တန်ပတ်စင် podcast အစီအစဉ်ကနေကြိုဆိုပါရစေ။ဒီအစီအစဉ်ကို Foundation Hero တဲကကူညီပံ့ပိုးပေးထားတာပါ။ဒီတစ်ပတ်အစီအစဉ်ကိုတော့ဒို့တန်ရဲ့မိဖက် media ဖြစ်တဲ့ရွှေပြည်မြေကသတင်းတောက်မိုင်းရူပါကရေးသားထားပြီးလွေအမီကဆက်လက်တင်ဆက်ပေးသွားမှာပါ။စောင်းမအတွင် လုံခြုံရေးအခြေအနေတွေကြောင့်နာမည်နဲ့အတန်တချို့ကို ပြောင်းလဲအသုံးပြုထားပါရရှင်။ ချင်းတွေထိန်းချုပ်ထားတဲ့နမ့်တူမျိုးတွေကအကြောင်းတစ်ခုမှာတော့မနက်၈နာရီခွဲဝင်းကျင်မှာအင်ဂျီအဖြူလုံကြီးနှက်ပြဝတ်ဆင်ထားတဲ့ចောင်းသူចောင်းသားတွေចောင်းထဲတို့တဖြည်းဖြည်းဝင်ရောက်လာနေပါပြီ။၉နာရီထိုးချင်းခေါင်းလောင်းတန်ကြာရပြီတဲ့နောက်မှာတော့ចောင်းသူចောင်းသားတွေဟာတာမျိုးသားတချင်းကိုတီးဆူကြပါတယ်။ တချိန်ကအဖြူစင်ကျောင်းဝတ်စုံနဲ့နိုင်ငံတော်တချင်းတည်ဆိုခဲ့တဲ့ဒီကျောင်းမှာအခုကတောင်မျိုးသားတချင်းတွေကိုကြာနေရပါပြီ။လွန်ခဲ့တဲ့နှစ်နှစ်ကျော်တည်သူညာနှစ်ခွန်စစ်စီရင်စတင်ကလေးကထင်းနွေရရှမ်းပြည်နယ်မြောက်ပိုင်းကမြို့တွေကိုတင်ပိုက်ခဲ့ပြီးလက်ရှိချိန်မှာတော့မြို့ဆယ်မြို့ကိုတင်ယူထားပါတယ်။နေမြေတွေကိုတင်ယူထားတာနှစ်နှစ်ကျော်ကြာပြီးတဲ့နောက်မှာတော့အဲ့ဒီမြို့တွေမှာရှိတဲ့ကျောင်းသူကျောင်းသားတွေကျောင်းပြန်တက်နိုင်ဖို့ စစ်ကောင်စီဖွင့်လှစ်ခဲ့တဲ့အကြောင်းတွေကိုပြန်လည်လည်ပြန်နိုင်အောင်ကြိုးစားနေပါတယ်ဒေသခံတွေကစစ်ကောင်စီလက်ထက်ကထက်ပိုကောင်းတဲ့ပညာရေးကိုရောက်ဖို့မျှော်လင့်ကြပါတယ်။ဒါပေမဲ့ထင်ထားသလိုတော့မလွယ်ကူပါဘူး။ဒါဆိုရင်ထင်တော်ရင်ထိမ့်ချုပ်ထားတဲ့ဒေသတွေမှာအကြောင်းတွေဘလို့လဲပက်နေပါသလဲ။ ကျောင်းကမနက်9:00နာရီမှာစတင်ဖွင့်လှစ်ပြီးညနေ12:00နာရီထိကျောင်းတက်ရပါတယ်။အခုချိန်ဟာပုံမှန်ဆိုရင်ကျောင်းပိတ်ချိန်ဖြစ်ပေမဲ့တိုက်ပွဲတွေကြောင့်ကျောင်းနာထားရတွေရှိတဲ့အထက်တန်းကျောင်းသားတွေကအစာထိုးကျောင်းပြန်တက်နေကြတာပါ။ဒါပေမဲ့စာတင်ခန်းထဲကိုကျောင်းသူကျောင်းသားတချို့တော့ရောက်မလာနိုင်တော့ပါဘူး။အဲဒီထဲမှာအသက်40နှစ်အရွယ်ဒေါ်ဤခေါင်ရဲ့ကလင်းဦးတွေကတူဦးလဲပါပါတယ်။သူကရှမ်းပြည်နယ်မြောက်ပိုင်း နမ်တူမျိုးနဲ့မန်စာကြေးရွာမှာနေထိုင်ပါတယ်။သူမျိုးသားက PSOF ချန်နယ်မှာစီမိုထန်းနေရာကြောင့်မိသားစုရဲ့စောင့်နေရေးကိုဒေါ်ဤခေါင်ကပဲတာဝန်ယူထားရပါတယ်။ဒါကြောင့်တောင်ပြည်ပညာရေးကောင်စီကတက်မှတ်ထားတဲ့ကျောင်းရံပုံငွေကိုသားသမီးတူအတွက်သာပေးနိုင်ပါသေးတယ်။မန်းနေရောက်မတိအောင်ကနော်နာနော် ကလေးတယောက်စာအတွက်တော့အမျိုးတွေစီပတ်စံချေပြီးပေးလိုက်ပြီးဂျန်နက်တယောက်အတွက်တော့မပေးနိုင်သေးဘူး။ကြောင်မထားရင်ကလေးတွေတူများလုံပညာမတက်မှဆိုရင်လေ။ဒါမဲ့ငွေကြီးကအဆင်မပြေတော့ဘလို့လောက်ရမလဲမသိတော့။တူများစီချေထားတော့ကလေးကြောင်ပိတ်ပြီးဆိုရင်တူများစီနေစာလုပ်ဖို့ခေါ်သွားရမယ်။ကြောင်ပိတ်ရက်မှာတူစာကောင်းကောင်းမကြက်နိုင်ဘူး။ကိုကပညာမတက်တော့ကိုကလေးတွေကိုလူဖြစ်သွားမှလဲဆိုရင်လေ။ TNOE မှာတာအမျိုးသားပညာရေးကော်မတီ TNEC ရှိပြီး ဲ့ဒီကော်မတီကိုတောင်ရက်ဖက်ဖွဲ့စည်းတွေတောင်တန်ကတော့ဖွဲ့နဲ့ပလောင်ပြည်နယ်လူမျိုးရေးတပ်ဦး PSOF ချန်ရီတို့ကစုပေါင်းပြီး2022ခုနှစ်ကစတင်ဖွဲ့စည်းခဲ့တာပါ2024ခုနှစ်မှာတော့တောင်တမျိုးသားလုံးကိုစားပြုတဲ့ပညာရေးစနစ်ကနေလူမျိုးစုံ ကိုစားပြုတဲ့ပညာရေးဖြစ်လာစေဖို့ရည်ရွယ်ပြီးတောင်မျိုးသားပညာရေးကော်မတီ TNEC ကနေတောင်ပြည်ပညာရေးကောင်စီ TLEC အဖြစ်ပြောင်းလဲဖွဲ့စည်းခဲ့ပါတယ်။လက်ရှိမှာစာတင်ကြောင်း600ကျော်တည်ထောင်ထားပါတယ်။ဒါကစစ်ကောင်စီကပေးထားတယ်လို့မျိုး အခမဲ့ပညာရေးစနစ်တော်မဟုတ်ပါဘူး။ကျောင်းသူကျောင်းသားတွေကိုပညာသင်နှစ်တစ်နှစ်အတွက်ကျောင်းဝင်ကြီးကမူလတန်းကိုတသိန်းကျပ်အလဲတန်းကိုတသိန်းခွဲနဲ့အထက်တန်းကိုနှစ်သိန်းကျပ်သတ်မှတ်ထားပါတယ် စစ်ကောင်စီဖုန်ထားတဲ့အကြောင်းတွေမှာတော့မူလတန်းကအခမဲ့ပညာရေးစနစ်ဖြစ်ပြီးအလဲတန်းနဲ့အထက်တန်းကအကြောင်းသုံးစာအုပ်ဖို့ပြရရတော့ရှိပါတယ်။ TOE စီကအကြောင်းတွေဖုန်ရမှာဗန္ဒာရေးအခက်ခဲရှိတာကြောင့်အကြောင်းသားမိဘတွေထံရန်ပုံငွေတွေကောက်ခံရတာဖြစ်တယ်လို့ TOE စီရဲ့ဒါရိုက်တာမိုင်းတင်အောင်ကပြောပါတယ်။ဒါပေမဲ့လည်းအကြောင်းပညာတော်သူတွေနဲ့အကြောင်းဝင်ကြီးမပေးနိုင်တဲ့ကလေးတွေအတွက် ထောက်ပံ့ကြေးပေးဖို့ကြိုးစားနေတယ်လို့ဆိုပါရယ်ဒီကျောင်းဝန်ကြီးကမဖြစ်နိုင်မမတက်နိုင်လို့ကျောင်းမတက်လိုက်ရဘူးဆိုတော့ကျွန်တော်တို့ဟိုအားရမှာမရှိပါဘူးဟို ဘယ်လူမျိုးမဆိုဘယ်ကလေးမဆိုကြောင်းတက်ခွင့်ရှိပါလေပေါ့နော်တကယ်တကယ်လုံးဝကိုမတက်နိုင်ဘူးဟိုဆိုရင်တော့ကျွန်တော်တို့ကရက်ရွာရဲ့ဘူချိုးကြီးပိုင်းနဲ့ကော်မတီတွေရှိတယ်ကြောင်းအဆရာဆင်မာတွေရှိတယ်အဲ့ဒီကလေးတွေကိုဦးစားပေးပြီးမှဟိုခုနကဒီသူတို့ကြောင်းတက်နိုင်အောင်တော့ဒါစီစဉ်ညှိနှိုင်းရမှာပေါ့လေနော်ကျွန်တော်တို့ TRC ကနေမှသူတို့အတွက်ပညာသင်ကြားခွင့်ဟိုပညာသင်စု CLEC အနေနဲ့ထင်ရွေသိမ်းပိုက်ထားတဲ့မြို့ကြီး၁၂မြို့ထဲက9မြို့မှာကျောင်းတွေဖွင့်ထားပြီးတချို့မြို့မှာတော့မသိမ်းပိုက်ခင်ကတည်းကဖွင့်လှစ်ထားပြီးသားဖြစ်တဲ့ကြေးရွာတချို့ကျောင်းတွေသာဖွင့်လှစ်နိုင်ပါသေးတယ်။ CLEC မှာကျောင်းသား9000ဝန်းကျင်ခန့်ပညာစီပူနေပါတယ်။အဲ့ဒီထဲမှာအသက်73နှစ်အရွယ်စုစုတယောက်မပါနိုင်တော့ပါဘူး။သူက6တန်းတက်ဖို့အတွက် တို့ရွာနဲ့ကဲ့ရက်ကအကြောင်းမှာတဲရမှာဖြစ်ပြီးအ ਨੇ ဆုံး၁၀သိန်းလောက်ကုန်နိုင်ပါတယ်။သူမိမတွေကအဲ့ဒီចောင်းလာခါကို မထောက်ပံ့နိုင်တာကြောင့်မိခင်ဖခင်တွေနဲ့သူလေယာလိုက်လုံနေရတာပါ။ရောမီသားစုဟာရှမ်းပြည်နယ်မြောက်ပိုင်းနမ်တူမြို့နယ်ကနေတနာရီလောက်ဝေးတဲ့ညောင်ပန်လကြီးရွာမှာနေထိုင်ကြပါတယ် အဲ့ဒီဒေသမှာမီးသွေးနဲ့စပားစိုက်ပျိုးရေးလုပ်ငန်းတွေကိုအထူးကလုတ်ကင်ကြပြီးမီးသွေးအထူးကရောင်းချနေရတဲ့တရုတ်နယ်စက်ဂိတ်ပိတ်ထားမှုတွေကြောင့်ဒီနှစ်မှာမီးသွေးဝယ်ယူသူမရှိပါဘူး။အဲ့ဒါကြောင့်အဲ့ဒီဂျေးရွာခန့်တွေအားလုံးဒီပါဟာသမင်းနှက်မှန်ဖို့တောင်အနိုင်နိုင်ဖြစ်နေရတာပါ။ဒါကြောင့်ကလေးတွေရဲ့ပညာရေးကိုအာယုံမဆိုင်နိုင်တော့ပါဘူး။တော့လည်းမပစမပါမယ်။အဲအဲမစင်းတဲ့ကနာတမီးရဲ့ပညာရေးကိုလည်းမျောတာပေါ့ မထောက်ပံ့နိုင်တော့လေဒီများလိုငွေကြေးချမ်းသာရင်ကျောင်းဆရာမဆရာဝန်ဖြစ်တဲ့အထိထောက်ပံ့ပေးချင်တာပေါ့အလောက်ကန်ကလည်းစဉ်းပြေကျွန်တော်လည်းချက်မကြီးမကောင်းရွာထဲမှာငားတယ်မထိပဲရရလေစူစူရဖေဦးထွန်းနိုင်ကပြောပြတာပါ PSOF ချင်တော်ရေးထိမ့်ချုပ်ထားတဲ့ဒေတာတွေမှာတောင်းလူမျိုးတစ်ခုတည်းမဟုတ်တာကြောင့်လူထုတွေကြားမှာ TLEC ရဲ့ပညာရေးအပေါ်အမြင်အမျိုးမျိုးရှိကြပါတယ်ခုခိုင်မှာတော့ TLEC ចောင်းကိုတောင်းလူမျိုးကလေးငယ်အများစုကတက်ကြတာလို့မျိုးခန့်တွေကဆိုပါတယ် ခိုင်ရခန်ဒေါ်ပေါကြာကကချင်လူမျိုးပါ သူကသူ့သားသမီးတွေကိုကချင်ဘာသာရဲ့အခြေပြုစာတင်ကျောင်းတွေမှာပဲကျောင်းထားပါဗျ။ဒေါ်ပေါကြာမှာကျောင်းတက်နေတဲ့ကလေး၃ဦးရှိပါတယ်။ချော်ဤစီရဲ့ပြည်ဟာရဲ့ပေါ်ဒေါ်ပေါကြာမယုံကြည်ပါဘူး။ဒီ TLC ကျောင်းနဲ့ပတ်သက်ပြီးတော့အဓိကကကျမတို့ရဲ့လူထုရဲ့အူပေါင်းပါဝင်မှုလေးအားနေတယ်လို့ဥစ္စာအားနေတယ်လို့ကျွန်တော်မြင်တယ် အဖေလိုအားလေးလေဆိုတော့ဒီဒီ TRC ကြောင့်ဒီစပ်ဖြစ်နေအချိန်ကလေးကကျွန်တော်တို့ရေချက်ကဒီလိုဒီလိုရှိတယ်နော်ကျွန်တော်တို့ကဒီလိုတင်ကြားသွားမယ်နော်ဆိုတော့သူတို့ကဒီထုတ်လူချပြတာမရှိခဲ့ဘူးဒါအဲ့ဒီတော်တော်မအချို့တော့ကျောင်းသားမိဘတွေကသူတို့ရဲ့ဒီပညာရေးစနစ်ကိုကောင်းကောင်းနားမလည်လို့ဟိုဒီတောင်းမှမထားတာလားပေါ့နော်တစ်ချက်ပေါ့နော်အဲပြီးတော့အဲအားမဲ့ချက်တွေကအဲ့လိုမျိုးတွေတော့ရှိတာပေါ့ဒါရဲ့ ညာနေကြည့်မယ်ဆိုလို့ရှိရင်တော့ TLE ကြောင့်ကြတော့ညာကတော့အားမရတာတော့အမှန်ပဲဒါမုံမှန်ပြမတင်ကြတဲ့ဆရာဆရာမတွေရဲ့တင်ကြမှုကလည်းအားနေတယ်လို့မြင်တဲ့အတွက်ကြောင့်ကြောင်းမထတာတွေလည်းရှိတယ်လို့ဖြစ်စွပြောပါတယ်ဒီလိုဝေဖန်ချက်တွေနဲ့ပတ်သက်ပြီး TLEC ရဲ့ဒါရိုက်တာမိုင်းတင်အောင်ကတော့တင် जा ပေးတဲ့အပိုင်းမှာတကယ်တင် जा နိုင်တဲ့ဆရာဆရာမတွေကိုဖိတ်ခေါ်ထားတယ်လို့ဆိုပါရယ် တကယ်တကယ်ဆိုရင်ဒီကြောင်းအရေးတွဲနေဒီရှိနေတဲ့ဝတ္ထရဲ့အားနဲ့ဆက်စပ်ရဲ့အားနဲ့တော့ဟိုပြည့်စုံလုံလောက်တဲ့အနေထားတော့မရှိသေးဘူး။ဒါပေမဲ့တချို့နေရာမျိုးတွေတချို့ကြောင်းတွေကတော့လုံလုံလောက်လောက်ရှိတယ်။တလားလောက်ပေါ့နော်။အဲ့ဒါဘေးဒီမှာအခြေခံတော့ဘေးဒီမှာဟိုတင်ကြရေးပိုင်းမှာဟိုဖြည့်စီပေးမယ်ခုနကဒီ CDM ပြူထားနေတဲ့တင်ကြရေးဆက်စပ်မှတွေကိုကျွန်တော်တို့ဆက်လက်ပြီးမှဟိုဖိတ်ကိုသွားမယ်ပေါ့နော်။ပြီးခဲ့တဲ့နှစ်တွေတုန်းက TOEC ရဲ့ကြောင်းတွေမှာကြောင်းဝတ်စုံတွေဟာ အောင်ဝတ်ဆောင်ဝတ်ဆင်ရတာရှိခဲ့တဲ့အတွက်ဝေဖန်မှုတွေရှိခဲ့ပါတယ်အခုချိန်မှာတော့ကြောင်းဝတ်ဆောင်ကိုလည်းပြောင်းလဲလိုက်ပါပြီချီအိုရီစီကဖွင့်ထားတဲ့ကြောင်းတွေမှာလေကြောင်းအနေရရရှိနေပေမဲ့ပညာဆက်လက်တင် जा ပေးနေသေးပါဒါပေမဲ့လည်းငွေကြေးမတက်နိုင်တာတအားကြောင်းတွေရဲ့ပညာတင် जा ရေးပေါ်မှာအယုံကြည်မရှိတာ တက်ရောက်ရမယ့်အတန်းနဲ့အသက်မမျှတာကြောင့်ကျောင်းမတက်တဲ့ကလေးငယ်တွေကပိုများလာပါတယ်။ကျောင်းမတက်တော့တဲ့ဆယ်ကျော်တက်ကလေးငယ်တွေဟာ workshop ဆိုင်စည်းဆိုင်တွေမှာအလုပ်သမားအကူလုပ်နေကြပါတယ်။အလုပ်လုပ်နေကြတဲ့ကလေးငယ်တွေကိုအများပြတွေ့ရတယ်လို့မြို့ခံတွေကဆိုပါတယ်။ခုခိုင်မြို့တွေမှာလည်း KTV မာဆက်တွေကလည်းအင်အားထက်ပိုပြီးများပြားလာပြီးအဲ့ဒီမှာအလုပ်လုပ်နေကြတဲ့ဆယ်ကျော်တက်တွေကလည်းအများများလာတယ်လို့ဆိုပါတယ်။ ွေကြေးမတက်နိုင်တာကြောင့်သူမီးလေးကိုကြောင်းထုတ်လိုက်ရတဲ့ဥထွန်းနိုင်ကတော့သူ့သမီးဖြစ်သူ ငငယ်ရွယ်ရွယ်နဲ့အိမ်ထောင်ကျသွားမှာကိုစိုးရိမ်နေပါတယ်။အဲမမမဲတဲ့ကွန်ဒါချန်နိုင်အပန်းကျွန်တော်စိုးရိမ်လာကတော့ခုကလေးတွေဆိုရင်ငယ်ကလေးနဲ့အိမ်တော်ပြူတာများတယ်။ကျွန်တော်သမီးလည်းအဲ့လိုဖြစ်သွားမှာစိုးရိမ်တာပေါ့။သူကြောင်းတက်နေရင်တော့ဒါတွေကစိုးရိမ်စရာမလိုဘူးလေ။ပညာရှိရင်ကိုယ့်ကိုယ်အကောင်းဆုံးဆုံးဖြတ်တတ်မှာပေါ့။ ုလက်ရှိမှာတော့ရှမ်းမြောက်ရဲ့ထင်တော်ရီထိမ့်ချုပ်ထားတဲ့မြို့တွေမှာပုဂ္ဂလိကကျောင်းတွေလည်းဖွင့်လှစ်နိုင်ခြင်းမရှိပဲ TLEC ကျောင်းတွေကိုသာပြည်သူတွေကမိခိုနေရပါတယ်။လာမယ့်ပညာသင်နှစ်မှာတော့ TLEC ကကျောင်းပေါင်းရှိရာကျော်ဖွင့်လှစ်သွားဖို့စီစဉ်ထားတယ်လို့မိုင်းတင်အောင်ကပြောပါတယ်။ဒါပေမဲ့အဲ့ဒီကျောင်းတွေမှာကျောင်းသားတွေဘလောက်များများရောက်လာနိုင်မလဲဆိုတာကတော့စောင့်ကြည့်ရမှာပါ။ ဒို့တန်ရဲ့ဒီတစ်ပတ်အစီအစဉ်ကို နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။နားဆင်သူတွေရဲ့လူမှုကွန်ရက်ပေါ်ကနေဝေဖန်ကြံပေးတာတွေကိုလည်းကြိုဆိုပါရစေ။လူခွင့်ရေးဆောင်မတွေကိုနှစ်ပတ်တစ်ကြိမ်တင်ဆက်ပေးမှာဖြစ်လို့ဒို့တန်ရဲ့ page ကိုလည်း subscribe လုပ်ပေးဖို့တောင်းဆိုပါရစေ။ဒီအစီအစဉ်ကိုအလှူရှင်တွေရဲ့ကူညီမှုနဲ့ Foundation Hero တွေကပံ့ပိုးပေးထားတာပါ။ တို့တန်တန်လှန့်အစီအစဉ်ကို Frontier မြန်မာရဲ့ website နဲ့ Facebook စာမျက်နှာတွေအပြင်တို့တန်ရဲ့ Facebook စာမျက်နှာ SoundCloud, YouTube, iTunes, Spotify, Telegram နဲ့ Instagram တို့ကနေလည်းဝင်ရောက်နှာစင်နိုင်ပါတယ်။နောက်တစ်ပတ်မှာထုတ်လွှင့်မယ်တို့အတန် podcast ကိုလည်းစောင့်မျှော်နှာစင်ပေးကြပါအောင်ရှင်။